စိမ့်လန်းတဲ့လေကွင်းတွေနဲ့ဝေးလံခွန်ပြတဲ့ရွာလေးတရွာမှာအာရန်ဆိုတဲ့ကောင်လေးတယောက်နေထိုင်ပါလေသူဖခင်ကလေအလုတ်ကိုစူးစားပန်းစားလုပ်သူတယောက်ဖြစ်ပြီးသူမိခင်ကငယ်စဉ်ကတည်းကဆုံးမသွားခဲ့တာဖြစ်ပါတယ်သူဘွားကရုပ်ရှင်ပါတယ်ဖခင်ကိုလေထဲမှာကူညီပေးရင်တလိဆန်တွေကိုထိန်းချောင်းပေးပါတယ်အလွန်ပူပေးတဲ့နေရာတွေတခုမှာအာရန်ရဲ့ဖခင်ဟာ ပြင်းပြင်းထန်ထန်ဖျားနာခဲ့ပါတယ်။ရွာကတောရဖြစ်ပြီးအနည်းဆုံးဆရာဝန်ကမိုင်ပေါင်းများစွာဝေးတဲ့အတွက်ဘယ်သူမှ မကူညီနိုင်ခဲ့ပါဘူး။များမကြခင်မှာပဲသူဖခင်ဟာ ကွဲလွန်သွားပြီးပါရန်ဟာလောဘတယောက်ထဲကျန်ရင်းခဲ့ပါတယ်။ဆွေမျိုးတွေတဲကဘသူမှသူ့ကိုခေါ်တော်ဝန်ဆန္ဒမရှိကြပါဘူး။ရွာသားအများစုကမျက်ွယ်ပြုတ်ခဲ့ကြပါတယ်။ အသက်ဆက်ရောက်မေတ္တာရှိသေးတဲ့အာရန်ဟာရုတ်တရက်သူ့မိသားစုပိုင်ဆိုင်တဲ့မြေကွယ်လေးမှာ သူ့ဘဝအတွက်သူကိုယ်တိုင်တာဝန်ယူရတဲ့သူ ဖြစ်လာခဲ့ပါတယ်။အာရန်ဟာအားငယ်နေခဲ့ပြီးအလွန်ကို စိတ်သက်ကြနေခဲ့ပါတယ်။လက်ကွေးနဲ့မှတစ်ချိန်က ရမောဘူးတဲ့ကောင်လေးဟာအခုတော့တိပိညီတမင်အောင်မှာတယောက်တည်းထိုင်ရင်ဘဝကဘာလို့ငါ့ကိုတယောက်ဖြစ်ထားခဲ့တာလဲ။အခုဘသူကငါ့ကို လမ်းပြပေးမှလည်းတွေ့ပြီးမုတ်ကုတ်ဆက်ဝိုင်းကိုကြည့်နေခဲ့ပါတယ်။အစာပိုင်းမှာတော့အထီးကျန်ခြင်းကသူ့ကိုနှိပ်စက်ခဲ့ပါတယ်။နေရက်တွေဟာ ဝေဝါးနေခဲ့ပြီး သူစိတ်ထားတဲ့ဒီနဲ့တွေပျက်စီးကုန်ပါတယ်။ကလေးဆန်တွေကိုလည်းတခြားမထဲသိနိုင်တော့ရှောက်သွားကုန်ကြပါတယ်။တာဝန်ရဲ့အလေးချိန်ဟာသူ့အတွက်တော့မခံမရနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ကောင်းငင်ကိုမော့ကြည့်ရင်းနဲ့ကန်ညမကပါလို့ငါ့ကိုပဲစိုးနေရတာလေ။ ဒီလောကမှာငါတယောက်တည်းဆက်လက်ပြီးဘယ်လိုအသက်ရှင်ရည်ရည်ရမလဲဆိုပြီးတွေးနေခဲ့ပါတယ်။ဒီလိုနဲ့ညနေခင်းတစ်ခုမှာအာနဟာလမ်းလျှောက်လာရင်အဖို့တို့ကအိတ်တဲကိုခက်ခက်ခဲခဲတဲနေတာကို တွေ့လဲရပါတယ်။သူဟာဘာမှမစင်းစားတော့ပဲအဖို့အစီကိုအပြေးသွားပြီးကုတင်လိုက်ပါတယ်။အဲဒီကအဖို့ကသူ့ကိုပြုံးပြပြီးလူလေးဘဝကကြမ်းတမ်းနေတယ်။ မင်းကိုတယောက်တည်းထားခဲ့မယ်စိန်ခေါ်မှုတွေနဲ့စမ်းသပ်မယ်မင်းရဲ့စိတ်တွေကိုလဲစားမယ်ဒါပေမဲ့မင်းကိုရွေးချယ်ခွင့်လည်းပေးထားတယ်အဲ့ဒါကတော့လက်လျှော့လိုက်မလားဒါမှမဟုတ်ပို့ပေးတမထားရမလားဆိုတာပဲလို့ခင်းချင်းစွာပြောလာခဲ့ပါတယ်အားရဟာအဖို့ပြောတဲ့စကားတွေကိုကြားတဲ့အခါစဉ်းစားလိုက်ပါတယ်လက်လျှော့မလားပို့တမအောင်လုပ်မလားရေရွတ်လိုက်ပါတယ် ပြီးတဲ့နောက်မှာတမောင်လှုပ်ဖို့အတွက်ကိုဆုံးဖြတ်လိုက်ပါတယ်။တပေးပေးချင်းနဲ့သူဟာတယောက်ရဲ့ရှင်တန်ဖို့တင်ယူလာခဲ့ပါတယ်။သူ့လည်းအတွက်လိုအပ်တာတွေကို လိုက်လုပ်ပါတယ်။လယ်လုံးနဲ့ပတ်သက်တာတွေကို လေ့လာပြီးစဘာတွေကိုဆရာထက်သန်စွာနဲ့ပြုစုပြထောင်ခဲ့ပါတယ်။အစာပိုင်းမှာတော့နာကျင်ခဲ့ပြီးတိတ်ဆိတ်မှုက သူဆုံးကျုံခဲ့ရတာတွေအားလုံးကို ပြန်တရိရစေပါတယ်။သူမှာမဆွေမရှိ မိသားစုမရှိနားထောင်ပေးမဲ့သူဘယ်သူမှမရှိပါဘူး။ဒါကြောင့်သူကိုယ်သူအားလည်းမနေရအောင်တခုခုကို လိုက်လုပ်ပါတယ်။ညာဖက်ရောက်တဲ့အခါအထေးကျမှုက သူ့ရင်ထဲကို ပြန်ဝဲလာပြန်ပါတယ်။ဒါကိုဘယ်လိုဖြေရှင်းရမယ်မှန်းသူမသိပါဘူး။အဲ့ဒီချိန်မှာပဲအိမ်ထဲကဇဝဲကုံပေါ်မှာတင်ထားတဲ့ဗလာဆောက်တို့ကို တွေ့လိုက်ရပါတယ်။ဆိုင်ရည်တွေကအနေငယ်ပင် ဟောင်းနှန်းနေပါပြီ။ စာအုပ်ကိုယူလိုက်ပြီးသူ့ရဲ့တနေ့တာလောက်ဆောင်မှုတွေကိုစတင်ရေးသားလိုက်ပါတယ်။စာရင်းနေရင်သူ့ရဲ့အတွင်းစိတ်ဟာတက်တာလာခဲ့ပါတယ်။အဲဒီညကစလို့မဆုစာအုပ်ဟာ သူ့ရဲ့အဖို့ဖြစ်လာခဲ့ပါတယ်။ညတိုင်းလယ်ထဲမှာအလုပ်လုပ်ခဲ့တဲ့အကြောင်းအရာတွေကိုအာရန်ဟာ စီမီအောက်မှာထိုင်ပြီး ရေးပါတယ်။တခြားဘယ်သူအတွက်မှမဟုတ်ဘဲသူ့ကိုယ်သူအတွက်ပါ။ဒီနေ့ရာသီဥတုအခြေအနေနဲ့ ူ့လေရဲ့မြေစီလာအကြောင်းအရာတွေညနေချိန်မှာပေါ်လာတဲ့ကြွယ်တွေကဘလို့ပုံစံဖြစ်နေတယ်ဆိုတာကအစရေးသားခဲ့ပါလေ။ဘာတဲ့ဟာတယောက်တည်းနေရတာကိုအသားကျလာခဲ့ပြီးအထီးကျန်မှုကို မခံစားရတော့ပါဘူး။တကိုယ်တည်းနေရတာဟာစိတ်စားတစ်ခုမဟုတ်ဘဲငြိမ်းချမ်းမှုဆိုတာကိုသဘောပေါက်လာခဲ့ပါတယ်။သူ့ဘဝဝင်က အလားတရားတွေကိုလည်းခံစားတတ်လာခဲ့ပါတယ်။ တညမှာတော့အာရန်ဟာတဲပြင်ဘက်မှာမိငင်ကလေးတစ်ခုကိုထွန်းကြီးလိုက်ပြီးတန်ရတဲ့လာမင်းကြီးနဲ့တဘာဝလင်းကြီးလေးကိုခန်းစားနေပါတယ်။ဒါသူ့ပဝန်းကျင်ကပေးတဲ့အထီးကျမှုရဲ့လက်ဆောင်တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။တခြားဘသူအတွက်မှမဟုတ်ပါဘူး။သူ့ကိုယ်သူအတွက်တတ်တတ်ပါပဲ။ဘသူနဲ့မှလည်းငင်းခုန်နေစရာမလိုပါဘူး။ရွာထဲမှာရှိတဲ့တချို့အိမ်တွေကစူညံနေကြပြီးသူ့လိုတိတ်ဆိတ်ပြီး တရားလှပတဲ့အထီးတွေကိုမခံစားနိုင်ကြပါဘူး။လေခွင်းနေပေါ်မှာလင်းလက်နေတဲ့ကြယ်တွေကိုကြည့်ရင်ဟာတယ်ဟာပြုံးလိုက်ပါလေ။ဘာဖြစ်လို့လဲဆိုတော့ရပောင်းရွက်သာဆုံးရှုံးမှုနဲ့အထီးကျန်မှုတွေပြီးတဲ့နောက်မှာသူဟာအထီးကျန်မှုရဲ့အာသာချက်ကိုသင်ယူလက်နိုင်လို့ပါပဲ။သူနားမှာပုံမှန်ရင်းနေကြမဆုစားအောင်ရေကောင်းကင်မှာလင်းလက်နေတဲ့လာမင်းကြီးရဲ့ကျယ်ရည်ရကသူ့ကို အဖော်ပြနေပါပြီပထမဆုံးအကျင့်ဖြစ်သူဟာတယောက်တည်းလိုမခံစားရတော့ပါဘူးဘဝမှာတယောက်တည်းရှိတဲ့အခါတည်ဆင်းမှုကို မကြောက်ပါနဲ့ဒါဟာသင်ရဲ့ရည်ရွယ်မဟုတ်ပါဘူးတယောက်တည်းရှိတာက ပိုးအေးချမ်းနဲ့ဘယ်သူနဲ့မှငင်းခုန်နေစရာမလိုဘူးစာဖက်နေမယ်အသိပညာတစ်ခုကိုလေ့လာနေမယ်ကိုယ်အတွက်တစ်ခုခုလေ့လာဖို့အချိန်ပိုရတယ်လို့မှတ်ယူလိုက်ပါ ဘာသူကမှအပြစ်မတင်ပဲကိုဝါတော်ရှင်မှုကိုဖန်တီးပါနှစ်သက်တဲ့အရာတွေကိုလှောက်ဆောင်ပါကိုကိုကိုလှုပ်ရှုံနေအောင်လှုပ်ပြီးအတွေးတွေကိုအဝေးမရအောင်ထဲချုပ်ပါတဲ့တဲ့ဘာသူမှမရှိဘူးလို့ခံစားရရင်တော့ကိုကိုကိုအတွက်လှောက်ဆောင်ပါကိုအတွက်ကိုသာအသက်ရှင်ပါဒီနေ့ကျရင်လမ်းလျှောက်ခဲ့တဲ့အတွက်တင့်ကိုတင်ကျေးဇူးတင်မိပါလိမ့်မယ်တကယ်တော့သင်ဟာတယောက်တည်းမဟုတ်ပါဘူး ိုတက်ကိုစိနေပြီးသားပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိရဆိုရင် ကျွန်တော်ရဲ့ channel လေးကို like တဲ့ subscribe လုပ်သွားပေးဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။